ကရင်ပြည်မြောက်ရီမြို့နယ်၄ကီကောမြို့တင်နာကဒီဆွဲတော်ကုန်းစခန်းကိုစစ်ကော်မရှင်တပ်ကပြန်ပြီးတော့ထိန်းချုပ်လိုက်ပြီးဖြစ်ပေမဲ့၄ကီကောမြို့ကိုတော့အပြည့်အဝမထိန်းချုပ်နိုင်သေးပါဘူးဒီစစ်ရေးအရအရေးပါတယ်ဆွဲတော်ကုန်းစခန်းကိုစစ်တပ်ကအောက်တိုဘာလ၁၈ရက်နေ့မှာပြန်ထိန်းချုပ်လိုက်တာဖြစ်တယ်လို့အာကရင်မြို့သားလူမျိုးရေးတပ်မတော် KNL ရဲ့စစ်ရေးသတင်းအရေးမြစ်ကပြောပါတယ် KNL နဲ့ပူပေါင်းတပ်တွေကထိန်းချုပ်ထားတဲ့ထိန်းချုပ်ထား တာပေါ့လေဒီတစ်နှစ်ပြည့်တဲ့အချိန်မှာပဲစစ်တပ်ကမြောက်ရီတောင်ပိုင်းကိုစစ်ကြောင်းထိုးလာပြီးတဲ့နောက်အခုလိုမျိုးပြန်လဲထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်လေးကီကော်မျိုးသစ်ဒီရက်ွက်လေးအထီးပေါ့လေဒီစစ်တပ်ကဝင်ရောက်လာပြီလို့လည်းသိရပါတယ်စစ်ကော်မရှင်တက်ဟာဆိုလို့ရှိရင်ဒီကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့နဲ့ပေါင်းပြီးတော့ပေါ့လေအော်တိုဘာလဆန်းကလေးကလေးကီကော်ဒေတာကိုထိုးစစ်ဆင်ခဲ့တာပါဆွေတော်ကုန်းဟာဒီမြောက်ရီမြို့တပြို့လုံးကိုပေါ့လေအပေါ်စီးကနေ င်မြင်ရတဲ့အတွက်ဒါဟာဆိုလို့ရှိရင်စစ်တပ်အတွက်တော့စစ်ရေးဗျူဟာအရာအရန်ကိုအရေးပါတဲ့စခန်းဖြစ်ပါတယ်။အာဒါပေမဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းကိုသိမ်းယူပြီးတဲ့နောက်မှာဒီစစ်တပ်ကတက်ဆွဲမထားနိုင်အောင်ပေါ့လေတောင်ကျောတစ်ခုလုံးကိုမြေအပြောင်ရှင်းပြီးတော့ကွင်းပြင်ကြီးအဖြစ်လုပ်ထားခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ဒါကြောင့်စစ်တပ်ဟာဆွဲတော်ကုန်းကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့ပြီမဲ့လေဟိုတက်ဆွဲနေ ေထိုင်တာမျိုးတော့မလုံနိုင်သေးဘူးလို့ဆိုရမှာပါစစ်တပ်ဟာဆွေတော်ကုန်းစခန်းနဲ့မြို့တိရက်ွက်တချို့ကိုပြန်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့လေးကေကော်မြို့တမြို့လုံးကိုတော့အပြည့်အဝထိန်းချုပ်နိုင်တာမျိုးမဟုတ်သေးဘူးလို့ဆိုပါတယ်လက်တလုံးမှာစစ်ကော်မရှင်တက်ပြီးတော့ဒီ BGF ပေါ့လေအပူပေါင်းတပ်ဖွဲ့တွေဟာလေးကေကော်ဒေတာနဲ့ဒီဖလူပြီးတော့မင်းလက်ပန်အင်ဂျင်မြိုင်စတဲ့ဒေတာတွေကိုစစ်ဆင်ရေးလုပ်နေပါတယ်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ဆိုတော့ KNL နဲ့ ဟာမိတ်တပ်တွေဘက်ကလည်းပတ်ဝန်းကျင်နေရာတွေကနေပြီးတော့တံပြန်ဖြတ်တောက်ပြီးတော့တိုက်ခိုက်နေတုန်းဖြစ်ပြီးတော့မြေပြင်မှာဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးဘက်ကထိခိုက်ကြဆုံးမှုတွေများနေတယ်လို့ဆိုပါတယ်